ယူရီးယားနေတက်လာယူရီးယားမှာဆယ်စုနှစ်ကျော်တယ်မှာအလုပ်သွားလုပ်ရင်းနဲ့ဒီပညာရခဲ့တယ်ပကံစေးဘွားကနေပဲအကုန်လုံးပင်ရတာပေါ့အမအချက်ပြောက်တွေအကုန်လုံးတက်ခဲ့တယ်စတီးတောင်းလာအကောင်းဆုံးပေါ့နော်ဒါတခြားငါးကင်းဆိုင်တွေကိုလည်းကျွန်တော်အချက်ပြည့်တယ်ပေါ့စတီးတွေတောင်းလာခါကျတော့ပို့ပြီးတော့အမြင်လဲကောင်းတယ်ကျမရေးရလဲဟိုတိတ်ပြောရမရှိပေါ့နော်ဟုတ်ကဲ့ယူရီးယားစားစားကပတ်စင်းဝင်တယ်အကြောင်းနိုင်ငံသားတွေလည်းရုပ်ရဆဆာအရင်ကြိုက်ကြတယ်။ဟုတ်ကဲ့ သင်္ဘောတောင်ကတပွဲ9000ရောက်ပါတယ်မပွဲကြီးပေါ့နော်ဟို3-4ယောက်စားလို့ရတယ်အဲချက်ဆက်လက်ကြတော့ချက်ဆက်လက်ဝက်ဆက်လက်ကြတော့တဖေးတဲ့ဘက်မှာတထောင်ခွဲရောက်နေအဝက်ဆက်လက်မှာပါတယ်ပါတယ်ဆိုလို့ရှိရင်အသားတပွဲပါမယ်တစ်ဆက်မှာမုတ်ဖက်ဆက်လက်ရွက်ရုံးတွေဒီအမှုလေးမဲ့ပါတယ်မဟုတ်ကဲ့အဒီမှာလောက်ရတာပိုအဆင်ပြေတာပေါ့ဘဲမှာသွားလို့မရဘူးဒီများနိုင်ငံမှာဆိုအနိုင်ကျင့်နဲ့ခံရတယ်ဒီမားဒီမားနိုင်ငံကလူတွေဒီမှာကျတော့ကိုပိုင်လုပ်ငန်းလေကိုပိုင်လုပ်ငန်းနောက်ပြီးတော့ကိုလူမျိုးလည်းကိုပြန်ရောင်းတဲ့ခါကျတော့အဆင်ပြေတယ်မှနောက် ท้ายวันนี้จะดีกูไปใส่ชีสค่ะจะกูไปได้ไงานวันนี้ถ้าผมยอมหน่อยมาจะมาจะเราโอเคแบบกูไปมาอะโอเคเอ่อนั่เท่าสกูเรียสุดหรอเช่าที่เราเราฉี่มา โอเค5กิ่งมา5กิ่งเนี่ยเต็มบ่อยดาวโอเค5กิ่งอ่ะบ่รู้ปုံเซ่မျိုးအရင်ဆုံးစားကိုကျွန်တော်တို့ကเยရေပါတဲ့ဟာကြောင့်6အရင်လောက်ရတယ်ဒီမှာကော်လေးပါနေနေပါထည့်ရတာပေါ့ဒီမှာငါးတကောင်လို့ကျွန်တော်တို့ကဒီမှာလေဘဟက်ဘဟက်ထုတ်ပေးရတယ်မှာဒီမေးရုံမပြောက်အောင်လဲကျွန်တော်တို့ကသတိထားရတယ်ဒီခေါင်းကနေပဲအကုန်လုံးတက်ဆင်တက်ဆင်လောက်ပြီးရင်ပိုးတက်ရသေးတယ်ရှာလကရေးလေးနဲ့ပေါ့နော်တကောလုံးပိုးတက်ပြီးမှကျွန်တော်တို့ကအေးအောင်ပြန်သိပြီးမှပြန်ခင်ရတာပေါ့ အထက်ယူရီးယားနေတက်လာတယ်မှာဟုတ်ကဲ့ယူရီးယားမှာတော့ထင်လာဟုတ်ကဲ့ယူရီးယားမှာယူရီးယားမှာဆယ်စုနှစ်ကျော်တယ်မှာအလုပ်များဆုံးကတော့ဒီစားတောက်ကုန်အလုပ်ငန်းအလုပ်များဆုံးပဲယူရီးယားမှာတော့အလုပ်တော့လုပ်ရင်းနဲ့ဒီပညာရခဲ့တယ်ဟုတ်တယ်မှာစီးဖူးတွေယူရီးယားမှာကြာအဓိကစီးဖူးတွေပေါ်တယ်ဟိုမှာဟုတ်ကဲ့ဆယ်ဆိုင်မှာတော့တက်တယ်အဲကျွန်တော်လုပ်တဲ့ဆိုင်ပေါ့ဟုတ်ကဲ့တစ်သေးမှာပဲပကံစေးဘွားကနေပဲအကုန်လုံးပင်ရတာပေါ့အမအချက်ပြုတ်ပြီးအကုန်လုံးတက်ခဲ့တယ်အာရန်စိုးရင်နေမှဟိုဟော ဟိုထိုင်းစားစားဆိုတော့ဒီမှာဘီကလူတွေဟိုမကြိုက်မှလည်းကြောက်တယ်ရှင်းရှင်းပြောမှဆိုအဓိကအချင်ပေါ့အချင်ကတော့ကျွန်တော်တို့အရှာကလူတွေကြိုက်ပေါ့ကတော်လေးခက်တယ်အဲ့ဒါယိုရီယာဒီဇိုင်းနဲ့မြန်မာအကြိုက်ဖြစ်အောင်ကျွန်တော်ပြန်ပြီးတော့ miss လုပ်ရတယ်ထိုင်းအချင်ကအရန်ဆက်တယ်မှာအရန်ဆက်တာများတယ်အဲ့ဒါမြန်မာဘီကအကြိုက်လည်းပြန်လုပ်ရတာပေါ့အရန်လေ့လာပြီးမှကျွန်တော်ကဒီကရောင်းဖြစ်သွားတယ်ဟုတ်ကဲ့တနတနအီလောက်ကြာတယ်မှာဟုတ်ကဲ့ပုံမှန်ကြတော့ကျွန်တော်တို့ကအစင်းအိုးနဲ့กินတာမှာ ဆင်းအိုးနဲ့ဆိုတော့အပူချိန်ကညှတယ်လေဆင်းအိုးဖောက်ပြီးတော့မှကျွန်တော်မီးသွေးကိုထည့်လာတယ်ကျွန်တော်ဒီမှာအပေါ်မှာငားတွေကြိတ်တယ်နဲ့ဟောအဖိုးလေးဖုံးလိုက်တော့တနိုင်မကြဘူးဒါကြတော့နည်းနည်းကြာတာပေါ့ဟုတ်ကဲ့တနည်းဘယ်နှကောင်ရောက်ရောင်းရလဲကောင်း20လောက်ပဲกินတယ်ဟုတ်ကဲ့ဟုတ်ကဲ့အမ်ဆလရပါမယ်မုတ်ဖက်ပါမယ်တခွားသီးပါမယ်အရှင်ပါတယ်ပေါ့ကျွန်တော်တို့ထုတ်ပုံမှုစနစ်ကြတော့မှရေဟိုကားပေါ်မှာစားမလားပန်းချန်ထဲမှာစားမလားမလိုတော့ဘူးလေဘာမှ အားသာချက်ကတော့ကလေးတွေသမင်းနဲ့ကျွေးလို့လည်းရတယ်ပြီးတော့လူနာတွေအသက်ကြီးပိုင်းတွေစားလို့လည်းအဆင်ပြေတယ်အရန်နူးရန်တယ်ငါးတကောင်လုံးမှရှိတဲ့အစိတ်တောက်တွေကိုစားဖယ်ရှားလိုက်တယ်ပေါ့အရန်ကိုစားလို့ကောင်းတယ်မှာပြောကြတော့ရေုံငါးကင်နေငူးအိနေရောမတူဘူးမတူဘူးမှာရေုံငါးကင်ကတော့ဟိုတမျိုးသွားတာပေါ့နောက်ပြင်တဲ့ပုံမှာလည်းမှာဟိုတုံးဆွဲတဲ့ခရီးရလည်းလို့တယ်အချို့ကျတော့တန်နေတုံးတယ်တန်ကြတော့ဟိုတန်စိတ်တွေရှိတယ်စတိတုံးတာအကောင်းဆုံးပေါ့နော်ဒါတခြားငါးကင်ဆိုင်တွေကိုလည်းကျွန်တော်အချံပြည့်တယ်ပေါ့ စတိတွေတုံးတဲ့ခါကျတော့ပို့ပြီးတော့အမြင်လဲကောင်းတယ်ကျမရေးရလဲဟိုတိတ်ပြောစရာမရှိဘောနော်ဟုတ်ကဲ့အကောရိုးရိုးရားစားစားကပတ်စင်းဝင်တယ်အဲကြောင့်နိုင်ငံခြားသားတွေလည်းရိုးရိုးရားစားစားအရင်ကြိုက်ကြတယ်ဟုတ်တယ်တင်မော်ဒီမှာကျွန်တော်တို့ကဟိုစိုင်ကြီးမှာလုပ်ခဲ့တဲ့အတိုင်းကျွန်တော်လုပ်တော့ဘောနော်တရာဂရမ်နဲ့တုံးတယ်ကျွန်တော်တို့ကတရာဂရမ်နဲ့ကြော်သွားလို့ရှိရင်အရသာပေါ့သွားတယ်တရာဂရမ်အောက်ကိုရောက်သွားမှဆိုရင်လည်းငန့်ကုန်တယ်တရာဂရမ်ကျတော့ကျွန်တော်တို့က level တစ်ခုယူထားတယ်ဘောဟုတ်ကဲ့အာငါးကင်ကတော့နည်းတယ်ကျက်စလက်ဝက်စလက်ကတော့များလာတယ်မှာဟုတ်ကဲ့ ဟုတ်တယ်ဟုတ်တယ်ရမ်းပါတယ်စနေတနင်္ဂနွေကြရင်မထိုင်ကုန်မရအောင်တခါကြရင်ကျွန်တော်ဝိုင်းကလည်း၁၂ဝိုင်းလောက်ပဲရှိတော့လေအဲချိုးကြတော့လည်းအရန်စားခြင်းနဲ့လူကြတော့လည်းစောင့်ပေးတယ်ချိုးကြတော့လည်းဈေးပတ်လိုက်တဲ့ဘက်လောက်ပြန်လာပေးကြတယ်ပါဆယ်လဲမှာကြတယ်မှာဟုတ်ကဲ့ဟုတ်ကဲ့ဒီမိုးတောင်းကတပွဲ9000ရောင်းပါတယ်မှာပွဲကြီးပေါ့နော်ဟို3-4ယောက်စားလို့ရတယ်အဲချက်ဆက်လက်ကြတော့ချက်ဆက်လက်ဝက်ဆက်လက်ကြတော့တစ်သေးတစ်ပဲမှာတပေါင်းခွဲရောင်းတယ်ဝက်ဆက်လက်မှာဘာတွေပါလဲဆိုလို့ရှိရင်အသားတပွဲပါမယ်တစ်ဆက်မှာ မုတ်ဖက်ဆက်လိုက်ရရင်ရုံးမလေးဒီအမှုလေးမဲ့ပါတယ်မဟုတ်ကဲ့အာဒီမှာလောက်ရတာပိုအဆင်ပြေတာပေါ့ထိုင်းဒီမြန်နိုင်ငံမှာကြတော့မှရေကျွန်တော်တို့ကဒီ passport ကတွေပါအများကြီးပေါ့နော်ဘယ်မှာသွားလို့မရဘူးဒီမြန်နိုင်ငံမှာဆိုအနိုင်ကျင့်နေလဲခံရပြီဒီမြန်ဒီမြန်နိုင်ငံကလူတွေဒီမှာကြတော့ကိုပိုင်လုပ်ငန်းလေကိုပိုင်လုပ်ငန်းနောက်ပြီးတော့ကိုလူမျိုးလည်းကိုပြန်ရောင်းတဲ့ခါကျအဆင်ပြေတယ်မှနောက်ထိုင်းဝင်ငွေကဒီကိုပိုင်ဆိုင်ရှိတဲ့ခါကျတော့ဘူဘက်နိုင်ငံဝင်ငွေထပ်ပို့ပြီးကြောင်းတယ်မှဒီမှာကြတော့ဟုတ်ကဲ့ ဒီသားစုမိသားစုနှစ်စုပေါ့အဲအမေလည်းထပ်ပန်းလို့ရတယ်ဟုတ်ကဲ့အမတွေလည်းထပ်ပန်းလို့ရတယ်ဟုတ်ကဲ့အဲ့တော့ကိုချရတာလေးအာရမ်းပြောတာပေါ့မဟုတ်ကဲ့အမေကဟယ်လိုဆိုတော့အမေပတ်စံလွှဲလိုက်ပြီဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်တို့ဆက်တနိုင်ဆိုရပြီမှခါကြဆက်တနိုင်ဖွဲ့မှရတာဟိုမနက်ပိုင်းကျတော့နည်းနည်းဟိုမရောဒုက္ခတွေဖြစ်တယ်ပေါ့နော်အစောကြီးဈေးသွားတဲ့ပိုင်းတွေရှိတယ်နောက်ပြီးတော့အသားလာဖို့နောက်ကျငါးလာဖို့နောက်ကျတဲ့ပိုင်းတွေရှိတယ် ready ဖြစ်တာတော့ဆက်တနိုင်ဖွဲ့ဆိုတော့ ready ပဲဆက်တနိုင်ခွဲရတယ်မှာကျွန်တော်တို့ည ရှင်းနိုင်အထိရတာမှာဟုတ်ပါဆိုင်လေးဆိုင်ကတော့ဒီဈေးကြီးလမ်းပေါ့နော်ရှင်းမနိုင်ကျွန်တော်တို့ဈေးကြီးလမ်းဈေးဈေးရုံရှိမှာပေါ့အရင်ရုပ်ရှင်ရုံရှိပေါ့